condition တွေဖြစ်တော့မယ်ဆိုလို့ရှိရင်ဒါတွေသိအောင်လုပ်ရမယ်အဓိကကတော့ condition တွေဆက်နှက်ဆက်အမျိုးအစား၄မျိုးသူတို့တွေရဲ့ structure ပေါ့အဲ့တော့ zero condition တွေမှာဆိုလို့ရှိရင် if clause မှာ buff 1နဲ့ရေးတယ် main clause မှာလည်း buff 1လာတယ်အဲ့တော့ buff 1 buff 1လို့မှတ်ထား now pass condition မှာဆိုလို့ရှိရင် if clause မှာက buff 1နဲ့ရေးတယ် main clause မှာ where flat buff 1နဲ့ရေးတယ် Now second condition တွေကကြတော့ if clause မှာ buff 2နဲ့ရေးရပြီးတော့ main clause မှာ word flat buff 1ပုံစံနဲ့ရေးရတာဖြစ်တယ်။နောက်ဆုံး third condition တွေကကြတော့ if clause မှာ head flat buff 3ပုံစံနဲ့ရေးပြီးတော့နောက် main clause မှာကကြတော့ word head flat buff 3ပုံစံနဲ့ရေးရတာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါက condition တွေစနစ်ဆက်တွေမှာအဓိကမှတ်ထားရမယ့် structure 4မျိုး။နောက်အများအားဒီတိုင်းလေးမှတ်မိနေအောင်လုပ်ထားရမှာဖြစ်တယ်။ ။နောက်ပြီးတော့ condition နဲ့ grammar ဖြေတော့မယ်ဆိုအဓိကအရေးကြီးတဲ့အမှတ်စရာတွေရှိပါတယ်။ဆိုတော့ကြတော့ဒါကိုတည်တည်ချာချာဂကနနာသိကျင်နေဆိုလို့ရှိရင် special grammar club ဝင်လို့ရတယ်ဒီ special grammar club ကကြတော့ grammar တရားနေရာမှာအစားထိုးမဲ့တည်တံ့ grammar အတန်းဖြစ်ပါတယ်အထက်တန်းဆင့် special grammar class ပေါ့နော်အဲ့ဒီမှာမင်းခွန်ဟောင်းနေလေးပဲတည်ချလေ့ကျင့်ပေးထားတယ် PDF file နေလေးပါမယ် note တွေပါလိုက်ပြီးတော့မှတ်เสียမလိုတော့ပါဘူး